နေအောင်ကြီးကကျမရေကိုကောင်းစေတယ်။ယောဂဘိုးတွေကိုသိစေနိုင်တယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုတော့တည်ထားပြီးသားဖြစ်မှာပါ။ဒါဆိုရင်ဒီလိုမျိုးမနှက်ခင်နေကြီးနွေနွေတွေကဘေဘီလေးကိုရောကျမစေရတာဆိုတာကိုသိကျင်နေပြီလား။ဒါဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်။ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပေးနာ notification bell လေးကိုပါ on ခဲ့ရေးနေပါနဲ့အောင်ရှင်။ အရင်ဆုံးဘလောက်ကြီးကြနေပူစာလှုံ့တဲ့နေဆိုတာကိုပြပြပေးပါမယ်။လိလမှုတွေအရာဘေဘီလေးတွေအနေနဲ့တပတ်ကိုမိနစ်30လောက်နေပူစာလှုံရင်ကိုလုံလောက်ပါတယ်။တနေ့ကိုမနက်ခင်းနေရောက်ချင်းနိနုလေး10မိနစ်ကနေ15မိနစ်ခန့်ထိတွေ့ပေးတာဆိုလို့ရှိရင်ဘေဘီလေးကိုလုံလောက်တဲ့ဗီတာမင် D ကိုရရှိစေမှာဖြစ်ပါတယ်။ဘေဘီလေးကိုမနက်ခင်းနေရာချင်းနူးလေးနဲ့ထိတွေ့စေတဲ့အခါမှာအခုလိုအကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်ပါရဲ့ရှင်။ ပထမဦးဆုံးကတော့အယိုးတွေတံပါစေပါတယ်။ကယ်စီယန်ကအယိုးတွေကြည်ကြဲမမှကြီးထားစေဖို့အတွက်အရေးကြီးတယ်ဆိုတာကိုတော့သိထားပြီးသားဖြစ်မှာပါ။ခန္ဓာကိုယ်ကကယ်စီယန်ကိုဆုပ်ယူနိုင်ဖို့အတွက်ဆိုလို့ရှိရင်လုံလောက်တဲ့ဗီတာမင် D ပမာဏရရှိဖို့လိုပါတယ်နော်။နေအောင်ကြီးရဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင် D ကိုပြည့်ပြည့်ဝဝပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့အယူပြန်လာခဲ့စေပါတယ်ဗီတာမင်ဒီပြောင်းမှုဟာဆိုလို့ရှိရင်ကြီးတော့ဖွပြဖို့အချိန်ယူနေတယ်ဘေဘီလေးတွေမှာအယူပြန်လာခင်းစေဖို့အထောက်အကူပေးပါတယ်အယိုးပြောယောဂအပအဝင်ကလေးတွေမှာဖြစ်တတ်တဲ့အယိုးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေကိုလည်းကင်းဝေးစေဖို့ထောက်ကူပေးပါရနော် ။နောက်တစ်ချက်ကတော့ယောဂကင်းစေပါတယ်။နေအောင်ကြီးကဗီတာမင်ဒီပြည့်စေပြီးတော့ကိုယ်ခန္ဓာကောင်းစေဖို့အထောက်အကူပေးတယ်လို့အရရောက်လာတဲ့အချိန်မှာကျန်းမာရေးပြဿနာကင်းစေဖို့နဲ့ကုသယောဂတွေကြောင့်ထိခိုက်မှုတွေကိုကင်းစေဖို့အထောက်အကူပေးပါတယ်။နောက်တစ်ချက်ကတော့ဗီဒီယိုပမာဏကိုချက်ချပေးပါရစေ။နေရောင်ကြီးအားဆိုလို့ရှိရင်ခလေးတွေမှာအဖြစ်များတဲ့အသက်ရောင်အသက်ဝါပြဿနာကိုတသက်စေနိုင်ပါတယ်။အရင်မပြည့်ထန်ရင်ပေါ့နော်။အကြောင်းကတော့နေရောင်ကြီးအားဆိုလို့ရှိရင်ဗီဒီယိုပထုတ်လုပ်မှုပမာဏကိုချက်ချပေးလို့ပါနော်။ နောက်တစ်ချက်ကတော့တည်ရင်မှုဆိုင်ရင်ကိုတတက်စေပါတယ်။လေးလာမှုတွေရဲ့ရာဘေဘီလေးတွေကိုနေအောင်ကြီးနဲ့တည်ထွေစေတာကတည်ရင်မှုဆိုင်ရင်ကိုတတက်စေနိုင်ပါတယ်။ဒါကြောင့်ဘေဘီလေးတွေကိုထမြက်တဲ့ကလေးတွေရဲ့အပြည့်ကြီးပြည့်စေခြင်းလို့ရှိရင်တော့ငငယ်ကလေးကနေအောင်ကြီးနဲ့ထိတွေ့အောင်လုပ်ဆောင်ပေးလိုက်ပါနော်။ နောက်ဆုံးအချက်ကတော့အိတ်ဆက်မှုကိုမှန်စေပါတယ်။ဘေဘီလေးတွေကိုနေရောင်စီနဲ့ထိတွေ့စေတာကနေနဲ့ညမှာတာမျိုးမဖြစ်စေဘဲနဲ့အိတ်ဆက်မှုကိုမှန်စေပါတယ်နော်။ဒါကြောင့်ဘေဘီလေးတွေကိုကြက်ကြက်မမာနဲ့ကြည်ပြည့်စေခြင်းနဲ့ဆိုလို့ရှိရင်နော်နေရောင်ကြီးနည်းနည်းလေးနဲ့ထိတွေ့ပေးလိုက်ပါနော်။ဒီမှာရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။